ချက်တော်တရချေတမမိတ်ဆေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တိလေးဖြစ်ပါစေအားလုံးလည်းပဲစေရုပ်ကိုပါရှင်လန်းချမ်းမြေ့ကြပါစေဘုရားသခင်ရဲ့အထူးကောင်းကြီးကိုခံစားရပြီးတော့ယနေ့ဘုရားကောင်းကြီးပေးတဲ့နေ့ရက်တဲ့မှာသင်တို့အားလုံးစိတ်သက်ကိုယ်သက်ဝမ်းမြောက်ချင်းတဲ့အရောက်တိုင်းပျော်ရွှင်နိုင်ကြပါစေမိတ်ဆေပေါင်းတို့ဒီနေ့မှလည်းပဲမောင်မိုက်နိုင်မသွားမလားဆိုတဲ့နှုတ်ကပတ်တော်ကိုပြီးသွားမှဖြစ်တယ်မိတ်ဆေပေါင်းတို့ဒီနေ့ကျွန်တော်အားလုံးကလောကရဲ့အမှောင်ထဲမှာစံတဝါဝါဖြစ်နေကြသလား မောင်မိုက်ထဲမှာကျွန်တော်အားလုံးကဆုံယုံထိတ်လန့်မှုတွေနဲ့ကြောက်လန့်နေကြသလားကျွန်တော်ရဲ့ဘဝတတမှာဒီမောင်မိုက်ကြီးမောင်မိုက်ကဘာကြီးပေါ်မှာနေနေရတဲ့ခါမှာကျွန်တော်အားလုံးကဆုံယုံမှုတွေနဲ့ရှစ်ဆက်နေကြသလားထိတ်လန့်မှုတွေကြားထဲမှာကျွန်တော်အားလုံးကဆိုရှင်ဆုံယုံနေကြသလားဒီနေ့ချက်တက်မိတ်ဆွေပေါ့နော်ကဘာကြီးပေါ်မှာကျွန်တော်တက်ရှိထင်ရှားသွားတာလှုပ်ရှားတဲ့ခါမှာဘေးကင်းတဲ့နေရာတနေရာမှမရှိဘူးလုံခြုံတဲ့နေရာလည်းတနေရာမှမရှိဘူးခိုင်းလုံးတည်ကြည်တဲ့နေရာလည်းတနေရာမှလည်းမရှာဖွေလို့တွေးမှလည်းမဟုတ်ဘူ ဘလောက်ပဲရှာဖွေဖွေဘလောက်ပဲတုံမိထားထားကျွန်တော်တို့ဘဝအတွက်ဘလို့မှစိတ်ချယုံကြည်စရာအကြောင်းမရှိဘူးအကြောင်းတရားတွေအကြောင်းကိုဖန်တဲ့အခါမှာကျွန်တော်ကတော့ရှင်ရရှိမဲ့စုလတ်သည် နောက်ဆုံးမှာတော့ရှင်စိုးရင်ပူပန်မှုတွေနဲ့ပဲရှေ့ဆက်နေကြတာဖြစ်တယ်ဒါဒီနေ့ကျွန်တော်ရတက်တာမှာတော့ရှင်မစိုးရင်မတုံလောက်ရနေအောင်ဘုရားသခင်ကကျွန်တော်ကိုအမြဲကူမနိုင်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကတော့ရှင်ကျွန်တော်ကိုအမြဲမဆပ်ပေးနေတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ဘုရားကိုကိုးကွယ်မယ်ဘုရားကိုယုံကြည်မယ်ဘုရားကိုကိုးစားမယ်ဆိုရင် ယနေ့ကျွန်တော်ရဲ့ဘဝတတမှာမောင်မိုင်း၌သွာလာနေရတော်ညားလဲပဲဖရာသခင်ကကျွန်တော်ဒီအမောင်ထဲမှာအလင်းကိုစောင့်ပေးမဲ့ဖရာဖြစ်တယ်။ကြောက်တမချမ်းသာတယ်မှာလို့ရှင်ရှောခရစ်မခန်းကြီး၈ပိုင်းငယ်စနစ်ကိုကြည့်တဲ့အခါမှာတပန်တော်ယေရှုကငါသည်ဤလောကကြီးအလင်းဖြစ်၏။ငါနောက်တော့လိုက်တော်သူသည် မောင်မိုင်း၌မတော်မလား။အသက်ရဲ့လင်းကိုရလိမ့်မည်ဟုမိန်တော်မူ၏။ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့သင်ပြရဲ့ဘဝမှာမောင်ကျုံနေတဲ့အထက်မှာရောက်နေတယ် မောင်ဘာကြောင့်မောင်ထဲမှာအမောင်ထဲမှာတင်ရကျင်လေပြီးတော့မောင်ထဲမှာစိုးရင်ထိတ်လန့်မှုတွေနဲ့အမောင်ထဲမှာကြောက်လန့်မှုတွေနဲ့ကျွန်တော်အားအလုံးကတုန်လှုပ်ခြောက်ခြားနေကြတယ်။အဲ့လိုမျိုးချင်းနေမျိုးမှာတင်ရောက်ရှိနေတယ်ဆိုပါတော့ဒါဆိုရင်တင်းနေတဲ့ဒီနေ့တင်းကိုပေးနေတဲ့အလင်းရှင်ကိုတင်းကိုကတင်းကိုယ်တိုင်ရရှိတော်ဖို့ဖြစ်ပါတယ်။ဒီနေ့ယေရှုခရစ်ကတော့ရှင်ကျွန်တော်တို့အားလုံးရဲ့အလင်းရှင်ဖြစ်တယ်။ငါဒီဤလောကရဲ့အလင်းဖြစ်တယ်လို့ပြောတဲ့အခါမှာဒီလောကတခွင်လုံးမှာရှိတဲ့ ပုရဒိန်လူသားအားလုံးအတွက်အလင်းရှင်ကဘုရားသခင်တပါးပြီးရှိတယ်။အဲ့ဒီဘုရားသခင်ကတင်တို့ရဲ့မှောင်မိုက်တဲ့ဘဝကိုအလင်းနေနဲ့ပြန်တော့ပြန်နှက်စေပြီးတော့အလင်းကိုဆေလွတ်ပြီးမှသူ့ရဲ့သားသမီးတွေခလုံးမထီအောင်စူးမညိအောင်တေမင်းရဲ့ဂျိုင်ဝမ်းထဲကိုကျုံကြမသွားအောင်နွန်အိုင်ထဲမှာမနစ်သွားအောင်နော်စသည့်အားဖြင့်ခလုံးတိုက်ပြီးတော့မလဲသွားအောင် ဖခင်ကတော့ရှင်အလင်းရှင်ဘုရားသခင်ကတင်တို့ကိုအမြဲတမ်းပဲထွန်လင်းတောက်ပပြီးတော့ရှေ့ဆောင်လမ်းပြနေမှာဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ကဘာပဲလဲဆိုတော့ငါနောက်တော့လိုက်တော်သူဒီမောင်မိုင်းတိုင်းမတော်မလာရဘူး။ဒီနေ့ဖခင်ကိုယုံတယ်ဖခင်သခင်ကိုယုံကြည်တယ်ကိုးစားတယ်ဆိုရင်ဖခင်သခင်ရဲ့နောက်တော်သူကျွန်တော်ထပ်ကြောက်မကွာလိုက်ဖို့ရန်အတွက်လုံမပင်ရည်ကြည်တယ်။ဖခင်ရဲ့နောက်ကိုကျွန်တော်ကလိုက်မယ်ဆိုရင်ရှေ့မှာဖခင်သခင်ကကျွန်တော်ကိုအလင်းနဲ့ပြပေးနေတဲ့အတွက်ကြောင့် ဖျားပေးတဲ့အလင်းနဲ့ကျွန်တော်အားအလုံးကမောင်မိုက်ထဲမှာသွာလာစရာအကြောင်းတရားလုံးဝမရှိဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့ဤဒေလာလူမျိုးတွေဖျားသခင်ကအဲဂရုတိုင်းပြည်ကနေမှာထုတ်ဆောင်လာခဲ့တယ်နော်နေအချိန်မှာတို့ချင်းဘုရားသခင်ကမိုးတိမ်တိုင်အပြင်သူတို့ကိုကွဲကပေးပြီးတော့ညအချိန်မှာမီရှုတိုင်အပြင်ဘုရားသခင်သူတို့ကိုအလင်းပေးခဲ့တာဖြစ်တယ်။ဘုရားကအလင်းပေးတဲ့ခါမှာတို့ချင်းညဘက်မှာလည်းပဲသူတို့ခလုတ်ထိစရာလည်းအကြောင်းမရှိဘူး။စူးညိစရာလည်းအကြောင်းမရှိဘူး။မောင်ထဲမှာစံတဝါးဝါးနဲ့တခါတို့ချင်းတခါတည်းသွာလာစရာလည်း အကြောင်းတရားမရှိဘူး။ဘာကြောင့်လဲ?ဖခင်ကအလင်းရှင်ဖြစ်တယ်။ဖခင်ရဲ့အလင်းရှင်ဖခင်သခင်ကရှေးကနေဥဆောင်ပြီးတော့လမ်းပြပေးနေတဲ့အတွက်ကြောင့်ကျွန်တော်အားလုံးဒီလမ်းမားစရာလဲအကြောင်းမရှိဘူး။လမ်းချော်ကျစရာလဲအကြောင်းမရှိဘူး။လမ်းရှေ့မှာမောက်ရက်လဲစရာလဲအကြောင်းမရှိဘူး။ဒါဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဖခင်သခင်ကသူ့ရဲ့နောက်တော်သူ့ကိုလိုက်တဲ့သူကဘယ်တော့မှမောင်မိုက်နိုင်မသွားမလာရဘူး။နော်။အသက်ရဲ့အလင်းကိုကျွန်တော်ကရမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အားလုံးရဲ့အသက်တာမှာ အဓိကချစ်တံမိတ်ဆွေသင်ရရှိမဲ့အလင်းသည်အသက်ရဲ့အလင်းဖြစ်တယ်နော်အသက်ရဲ့အလင်းဖြစ်တဲ့အတွက်ကြောင့်သင်မင်းရဲ့ခြံဝန်းထဲမှာရှောက်လန်းရတော့လဲဘေးအန္တရာယ်ကိုမကြောက်ကြရလေအောင်ကျွန်တော်ကိုကွယ်ကာပေးပြီးတော့စောက်ရှောက်ပေးနေတာကထာဝရဘုရားရှင်အလင်းရှင်ဖြစ်တယ်အလင်းရှင်ဘုရားသခင်ရဲ့အလိုတော်တိုင်းကျွန်တော်အသက်ရှင်မယ်သွားလာမယ်အလင်းရှင်ရဲ့နောက်ကိုကျွန်တော်လိုက်မယ်ဆိုရင်ယနေ့သင်ရဲ့ဘဝတက်တံမှာဘာတွေများစိုးရိမ်စရာတွေရှိအောင်မလဲဘာတွေများကြောက်ကြစရာတွေလိုအောင်မလဲ ဘာတွေများဆုံးယွန်းကြရရှိအောင်မလဲဘာတွေများကြောက်လန့်ကြရနေကြုံတိုက်နေရအောင်မလဲဖယားကအလင်းရှင်ရှေ့ဆောင်လမ်းပြနေပြီဆိုမှတော့တင်ကအော်တိုမက်တစ်လုံးဝပြေဆုံးကျွယ်ဝနေပြီအော်တိုမက်တစ်တင်ရလို့ရှင်အလင်းရှင်ရဲ့နောက်တော်တို့လိုက်ချင်းအားဖြင့်ဘေးကင်းပြီးတော့လုံခြုံရုံနဲ့မကပဲနဲ့အမြဲတမ်းပဲသူ့ရဲ့ရှေ့ဆောင်လမ်းပြမှုနဲ့ကျွန်တော်ကတော့ရှင်အောင်မြင်နေမှာဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ဤလောကရဲ့အလင်းရှင်ဖြစ်တဲ့သာဝရဘုရားကိုကျွန်တော်ယုံကြည်ကိုးစားကြရအောင် ဘုရားသခင်ဒီကျွန်တော်ရရှေ့ဆောင်လမ်းပြနေတဲ့ဘုရားဖြစ်တဲ့အတွက်ကြောင့်အလင်းရှင်ဘုရားသခင်၌ကျွန်တော်ကဆိုရှင်အသက်ရှင်မယ်ဆိုရင်ဘယ်တော့မှကျွန်တော်ကမောင်မိုင်းတိုင်းသွားလာစရာအကြောင်းတရားမရှိတော့ဘူးကျွန်တော်ရရှိတဲ့အလင်းတရားသည်ခိတ္တခဏရတဲ့အလင်းမဟုတ်ဘူးကျွန်တော်ရရှိထားတဲ့အလင်းတရားသည်အသက်ရဲ့အလင်းဖြစ်တဲ့အတွက်ကြောင့်သာဝရရရှိတဲ့အလင်းတရားဖြစ်တယ်သာဝရ ပေးထာဝရသက်ပေးပါရှင်ဘုရားသခင်ရဲ့အလင်းကိုကျွန်တော်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်ယနေ့ကျွန်တော်အားလုံးကမမိတ်မတုံပဲနဲ့အမြဲတမ်းပဲထွန်းလင်းတောက်ပနေတဲ့အလင်းရှင်ရဲ့ထွန်းလင်းတောက်ပပေးခြင်းကိုခံစားတဲ့အခါမှာယနေ့သင်ရဲ့ဘဝတတမြဲအိတ်ချမ်းနေလိမ့်မယ်။ယနေ့သင်ရဲ့ဘဝတတအမြဲတမ်းတာယာနေလိမ့်မယ်။အမြဲတမ်းပျော်ရွှင်နေလိမ့်မယ်။ဝမ်းမြောက်နေမှာဖြစ်တယ်။ဒါဒီနေ့ကျွန်တော်ရဲ့အသက်တာမှာအလင်းရှင်ဘုရားသခင်တည်ကျွန်တော်တို့ကိုအမြဲတမ်းပဲလမ်းပြနေတာဖြစ်တဲ့အတွက်ကြောင့် အလင်းရှင်ကိုကိုးစားခြင်းအပြင်အလင်းရှင်နောက်ကိုထတ်ကြက်မကွာလိုက်ခြင်းအပြင်ယနေ့မောင်မိုက်ထဲမှာမသွားမလာရအောင်ကူမပေးနေတဲ့ဘုရားသခင်ကိုတကယ်ပဲသင်ကိုယ်တိုင်က တအာယုံကြည်ပြီးတော့တကယ်ဖရားကိုကိုးစားဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ချစ်တဲ့မိတ်ဆွေကိုတိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပေါ်ဖရားအထူးကောင်းကြီးချပါပါစေအလင်းရှင်ဖရားသခင်ရဲ့ရှေ့ဆောင်လမ်းပြခြင်းကိုခံစားပြီးတော့ရောက်တိုင်းအမြဲတမ်းตาရသောတတ္တာဝမ်းမြောက်သောတတ္တာရှင်လန်းသောတတ္တာဘေးကင်းလုံခြုံသောတတ္တာနဲ့ရှောက်လန်းနိုင်ကြပါစေလို့အပိတ်တိုက်တွန်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးပေါ်မှာဖရားကောင်းကြီးပေးပါစေ